ကျွန်တော်တို့နေတိုင်းလုံနေတဲ့အရာတွေထဲမှာတန်ဖိုးတွေမတူညီကြပါဘူးအကယ်၍ကိုကနှစ်ခုကိုသာဆက်တိုက်လုပ်နေမယ်ဆိုလို့ရှိရင်တော့ကိုရဲ့ဘဝမှာအောင်မြင်မှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့တန်ဖိုးတွေတွက်ကြည့်မယ်ဆိုလို့ရှိရင်ဆိုတော့ကိုလုံနေတဲ့အလုပ်တွေမှာတန်ဖိုး၄မျိုးရှိပါတယ် တော့နံပါတ်1တန်ဖိုးကတော့ကျွန်တော်တို့ပါခေါ်လဲဆိုတော့ lifetime value လို့ခေါ်ပါတယ်ကိုယ့်ရဲ့တဘဝလုံးအတွက်တန်ဖိုးရှိတဲ့အလုပ်ပါနော်ဥမာနေနဲ့ကျမ်းမာရေးလိုက်စားတာစိတ်တည်ငြိမ်အောင်လုပ်တာအဲ့တော့ကိုယ့်ရဲ့တိုးတက်မှုအတွက်တောင်းလျှောက်စူးစမ်းနေတာဒါကိုကျွန်တော်တို့က lifetime value လို့ခေါ်ပါတယ် နောက်တစ်ခုတော့ကျွန်တော်ပြောလဲဆိုတော့ high dollar value ပါအဲ့ဒီအလုပ်တွေလုပ်ချင်းအပြင်ကိုယ့်မှာဝင်ငွေတွေတိုးလာနေမှာအဲ့တော့ကိုယ့်ရဲ့အလုပ်ထဲမှာအကောင်းဆုံးစူးစမ်းတာအဲ့တော့ကိုယ့်ရဲ့အလုပ်ထဲမှာဝင်ငွေဝင်နေအလုပ်တွေပေါ်မှာအာရုံစိုက်တာဒါကကျွန်တော်တို့ high dollar value ပါအဲ့တော့နောက်တစ်မျိုးကတော့ကျွန်တော်တို့ပြောလဲဆိုတော့ low dollar value အဲ့တော့အလုပ်တွေလုပ်တယ်ဒီလုပ်ကြည့်လိုက်တယ်ဒါပေမဲ့ဝင်ငွေတွေတိတ်ကိုနေတဲ့အရာဒါကိုကျွန်တော်တို့က low dollar value လို့ခေါ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့ကဝန်ထမ်းခေါ်ရမှာပတ်စံနှစ်မျိုးတဲ့အတူကကိုကိုတိုင်းအသေးအဖွဲ့လုပ်ကလေးလိုက်လုပ် ေတာဒါကကျွန်တော်တို့လိုးဒေါ်လာ value ပါဇီရိုးဒေါ်လာ value ကတော့ကျွန်တော်တို့ဘာမှမရတာဘယ်လိုပဲလုပ်လို့ဘာမှမရတဲ့ဟာဥပမာ TV တနေကုန်ထိုင်ကြည့်နေတာ game တနေကုန်ထိုင်ဆော့နေတာဒါကိုကျွန်တော်တို့ကဇီရိုးဒေါ်လာ value လို့ခေါ်ပါကဲရွေးကိုကလိုးဒေါ်လာ value နဲ့ဇီရိုးဒေါ်လာ value သာနေတိုင်းတနေကုန်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာအောင်မြင်မှုတွေရမှာမဟုတ်ပါဘူးကြီးပွားချမ်းသာမှုတွေလည်းရမှာမဟုတ်ပါဘူးကျေးဇူးများတင်ပါတယ်